မင်္ဂလာပါရှင်ဒီချက်ကမိုးရသည်နဲ့ပတ်သက်တဲ့ titles လေးတွေမိုးရနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို English လို့ရေးတဲ့အခါပြောတဲ့အခါမှာအသုံးဝင်စေမယ့်စကားလုံးလေးတွေကို9မိနစ်အတွင်းမှာ C1 C2 level လေးတွေပါအပါဝေမျှပေးချင်ပါတယ်။ကဲဒါဆိုစကြည့်ရအောင် Drizzly, drizzly. ထမအောင်ဆုံးစလုံးလေးရတော့ drizzly drizzly ဖြစ်တယ်ဆိုတာကတော့မိုးဖွားလေးလို့ပြောရမှာပေါ့နော်သူကနည်းနည်းလေး soothing ပို့ပြီးတော့ပြပြပြတောက်ရှိရဲ့မိုးလိုမျိုးပြောတာဖြစ်တယ် it was a drizzly morning perfect for staying in and reading a book ကျတော့မိုးလေးတွေဖွားလေးတွေရွာတဲ့မနက်ကလေးဖြစ်တယ်ဆိုတော့စာအုပ်လေးဖတ်မယ်အိမ်ထဲမှာပဲနေမယ် ကဲဒါဆိုရင်ဒီချက်တို့ light rain မိုးကိုဖွားဖွားလေးနဲ့မိုးကိုပြော့ပြော့လေးပဲရွာတဲ့အချိန်ခိုက်တက်မျိုးတွေဒီလိုအနေထားမျိုးတွေကိုဒီချက်တို့ဒီလိုစကားလုံးလေးနဲ့သုံးလို့ရတယ်ဒါဒီ adjective play တခုဖြစ်ပါတယ်ရှင် soothing okay soothing soothing ဖြစ်စေတယ်ဆိုတာကတချို့ရဲ့စိတ်ကို relax ဖြစ်သွားစေတယ် peaceful ဖြစ်သွားစေတယ်အတန်ဒီအချိန်ခိုက်တန်နေအနေအထားတွေကိုဖော်ပြတာဖြစ်တယ်ရှင်ဥမာမိုးဆက်ကလေးကြီးကြတဲ့အတန်ဟာကိုတကယ်ကိုကိုအတွက် soothing ဖြစ်စေတယ်ပေါ့နော်ကိုအတွက်တော့ဒါလေးက agent စေတယ်အော်ချမ်းမြေ့စေတဲ့အတန်လေးဖြစ်ပါတယ်။ဒါဆိုချမ်းမြေ့စေသောအေဂျင့်စေသောဒီလိုအိဗယ်မျိုးလေး ਨੇ အနည်းဆက်ဆုံးဆင်တူပါတယ်ရှင့်။ဒါလေးကလေ additive လေးတစ်လုံးဖြစ်ပါတယ်။ refreshing 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 ဖြစ်စေတယ်ဆိုတာဒီဖြစ်လို့စိတ်ကိုပြန်လည်လန်းဆန်းသွားစေတယ်တနန်ရှင်းရှင်းဖြစ်သွားတယ်လို့ခံစားရစေတယ်ပြီးတော့အေးချမ်းသွားစေတယ်ဒီလိုခံစားချက်မျိုးကိုဒီ refreshing ဖြစ်စေပါတယ် the rainfall refreshings after a long hot week ဒီလိုကာလကြာရှည်ပူပြီးတဲ့နောက်မှာမိုးရမိုးရွာလိုက်တဲ့အခါကျတော့ဒီလိုစိတ်ထဲမှာပြန်ပြီး refresh ဖြစ်သွားတယ်လို့ခံစားရစေတယ် poor poor ဒါဆိုဒီချက်တို့က IND ထည့်လိုက်တော့ pouring ဖြစ်သွားတာပေါ့နော် heavy rain ဒါဆိုပထမဆုံးဒီချက်တို့တွေ့ခဲ့တဲ့ drizzling နဲ့ပြောင်းပြန်ဖြစ်ပါတယ်။ဒါဆို drizzly ကကြတော့ဒီချက်တို့မိုးကဖိုးခွဲလေးပဲရွာတာ။ဒါလေးကတော့မိုးကနည်းနည်းများသွားပြီးမိုးတွေတုန်ချသလိုမျိုးဒီချက်တို့ရွာတယ်။ပုံမှန်ဆိုဒီချက်တို့ဒါ long နဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေးတာဆိုတော့မိုးကဒီလိုပုံစံမျိုးနဲ့ရွာတဲ့အခိုက်အတန့်တွေကိုဖော်ပြတဲ့အခါမှာဒီချက်တို့သုံးလို့ရပါတယ်။ဒါကိုဒီချက်တို့ adjective လိုမျိုးသုံးလို့လည်းရသလိုပုံမှန်အားဖြင့်ဒီချက်တို့တွေဒီ present participle verb ing အနေနဲ့အသုံးပြုကြပါတယ်ရှင်။ gusty 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 ဖြစ်တယ်ဆိုတာကတော့လေနဲ့ပတ်သက်တယ်လေပြင်းထန်တာမျိုးတချို့လိုလေရရုတ်တရက်အများကြီးလေတိုက်လိုက်တာမျိုးဒါမျိုးဆိုတချို့လို gusty ဖြစ်တယ်ပေါ့နော်ဒါဆိုမိုးနဲ့လေနဲ့ဆိုတော့ပုံမှန်အဖြစ်တွဲလာတာဆိုတော့ဒါဆိုတချို့လိုလေပြင်းထန်တာမျိုးလေကျန်းတဲ့အခါမျိုးတွေမှာ gusty ဖြစ်တယ်လို့တချို့သုံးလို့ရပါတယ် gusty rain rattle the windows at the rain lush against the glass ကဲဒါဆိုတချို့လို gusty ဖြစ်တဲ့ wings တွေ

ဒါလေးကတော့နောက်ဆုံးစက္ကလုံလေးဖြစ်ပါတယ်เนาะ showering ဖြစ်တယ်ဆိုတာကတော့ဒီချို့မိုးကရွာတော့ရွာလေးဒါပေမဲ့ပြက်တောင်းပြက်တောင်းရွာတတ်တဲ့အခါမျိုးတွေကိုဖော်ပြရင်သုံးလို့ရပါတယ်တခါကလေးမိုးကနင်းနင်းလေးနဲ့ခဏလေးပဲရွာတယ်တခါကြီးကျတော့မိုးရွာတာများတယ်ဒါပေမဲ့လည်းခဏလေးပဲရွာတဲ့အချိန်ခိုက်တဲ့မျိုးတွေဆိုဒီချို့ဒါ showering ဖြစ်တယ်လို့သုံးလို့ရပါတယ်သူကလေ adjective လေးတလုံးဖြစ်ပါတယ်ရှင့်ဒါဆိုဒီချို့အခုဝေမျှပေးခဲ့တာကတော့မိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီချို့ရေးသားတဲ့အခါမှာပြောဆိုတဲ့အခါမှာအသုံးပြုနိုင်တဲ့စက္ကလုံလေးတွေကိုမျှဝေခဲ့တာဖြစ်ပါတယ်ရှင့်